မြမအိန္ဒိယနယ်စပ်သကိုင်းတိုင်းကလေးမျိုးနဲ့တမူးမျိုးနယ်ကိုဆက်သွဲထားတဲ့အာရှလမ်းမကြီးပေါ်ကိုစိုးစုတက်တွေကဆက်ကြောင်းနှစ်ကြောင်းနဲ့ညှက်ပိတ်ထိုးနေလို့အော်တိုဘာ22ရက်မှာတိုက်ပွဲဖြစ်နေရဲလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ကလေးတမူးအာရှလမ်းမကြီးပေါ်ကိုကလေးမျိုးကနေဆက်ကြောင်းတစ်ကြောင်းတမူးမျိုးပန်းသာကြီးရွာကနေဆက်ကြောင်းတစ်ကြောင်းစိုးစုတက်တွေဝင်ရောက်နေပြီးတော့ ကလေးမျိုးနဲ့မိုင်60ခန့်ဝေးတဲ့စော်ပွားရေရှင်ကျွော်အနီးနဲ့တမူးမျိုးနဲ့ဆယ်မိုင်ကျော်ခန့်သာကွာဝေးတဲ့နမ်မွန်တာကျွော်အနီးမှာတိုက်ပွဲဖြစ်နေတာလို့စည်ရဲသတင်းမြစ်တူကပြောပါတယ်တိုက်ပွဲဖြစ်ပွားနေရာကြောင်းကလေးတမူးလက်မကြီးတခြားမှာရှိတဲ့တမူးမျိုးနယ်ကခမ်းပတ်ဘုတ်ကံကျွန်းတော်ရေရှင်ဖက်ရရေရှင် စော်ပွားရန်လင်းဖိုင်ရန်မျိုးအောင်နမ်မွန်တာကျွော်တွေနဲ့ကလေးမျိုးနယ်ကရာဇကြိုများစိတ်များလင်းလက်ပံချောင်းပြည်တော်သားပြင်းခုံကြီး စတဲ့ကျေးရွာပေါင်း90ကျော်ကပြည်သူတွေဟာတောတောင်တွေနေထိုင်နေရကစေဝါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေရလို့စစ်ရှောင်တွေကိုအကူအညီပေးနေတဲ့ကလေးမျိုးလူထုတပိတ်ဦးဆောင်သူတို့ကပြောပါရယ်ထွပြေးတိတ်ရှောင်နေရသူတွေထဲမှာတော့ကိုဝင်ဆောင်မိခင်တက်ကြီးရွယ်ဦးနဲ့နာမကျန်းဖြစ်သူတရားခန့်ပါဝင်တာကြောင့်စေဝါတွေလည်းအရေးပေါ်လိုအပ်နေပါရယ်စကိုင်းတိုင်းကကလေးနဲ့တမူးမျိုးနယ်မှာတော့အာနာသိန်းလေးနှစ်ကျော်အတွင်းကျေးရွာပေါင်း90ကျော်မိရှုဖြစ်စည်းခံရပြီးတော့ အိုးမဲ့အိမ်မဲ့ဖြစ်သူ2000ကျော်ခန့်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောပါရတယ်။